ိတ်ကိုပြင်ဆင်ငြိမ်းချမ်းအောင်နေထိုင်ခြင်းစိတ်ကိုရှင်းလို့လင်းမိမိပတ်ဝန်းကျင်ကိုလည်းရှင်းနေအောင်ထားသင့်ပါတယ်ပတ်ဝန်းကျင်ရှင်းအောင်ဆိုဒီမှာမလိုအပ်သည့်ရုပ်ဝတ္ထုပစ္စည်းများအပြင်အတန်များစစ်သူခင်သူများပါ မရှိသည့်ပတ်ဝန်းကျင်တစ်ခုကို ဆိုလိုခြင်းဖြစ်ပါတယ်ဘာမှမရှိသည့်ပတ်ဝန်းကျင်တစ်ခုတွင် ကိုယ်တိုင်စိတ်ကိုပြင်ဆင်ပြီးပြီဆိုလေမိမိကိုမိမိငြိမ်းချမ်းမှုခရီးတစ်ခုကိုစတင်ခြင်းရောက်ပြီဟုတတ်မှတ်နိုင်ပါတယ်အတွေ့ဆန္ဒမာနအတ္တအားလုံးကိုစွန့်ပစ်ထားနိုင်ခဲ့ပြီဆိုလေစိတ်ငြိမ်းချမ်းမှုခရီးကိုစတင်ရန်အစဉ်သက်ဖြစ်နေပါပြီပထမဦးဆုံးဘာမှမတွေးခြင်းဖြင့်နေနိုင်အောင်စူးစမ်းကြည့်စေခြင်းပါတယ်စိတ်ဆိုသည်ကထင်းရခတ်လာပါတယ် မတွေးနှင့်ဆိုလင်တွေးခြင်းနဲ့စိတ်ထဲဝင်လာမဲ့အတွေးများကို ပထမဆုံးတွန်းထုတ်နိုင်အောင်စူးစမ်းတင်ပါတယ်။စက္ကန့်30ခန့်ငြိမ်သက်အောင်အားထုတ်ပြီးပြီဆိုလင်ပထမအဆင့်ကိုတက်လှမ်းနိုင်ပါပြီ။စိတ်ကိုငြိမ်ချမ်းလို့လင်မငြိမ်ချမ်းစေသည့်အတွေးတွေပေါ်လာခြင်းဝင်လာခြင်းများကိုတွန်းလှန်ဖယ်ထုတ်နိုင်စေရန်ဦးစွာစူးစမ်းရမှာ ဖြစ်ပါတယ်။စိတ်ရှည်တီးခံလမ်းကြောင်းမှန်လာပြီဆိုလင် စိတ်ကိုထိန်းနိုင်ပါလိမ့်မယ်စိတ်ကိုငြိမ်းချမ်းအောင်တည်ဆောက်ချိန်တွင် ခန္ဓာကိုယ်သည် အောက်ဆီဂျင်ကိုပိုပြီးလိုအပ်လာပါတယ်နှလုံးခုန်တံတွေကမြန်လာတယ်စိတ်ကနိုးကြားတက်ကြွလာတတ်တယ်အခြေအနေကိုငြိမ်းချမ်းသွားအောင်စောင့်တည်ချိန်ကပင် အနည်းဆုံး10မိနစ်ခန့်ကြာတတ်ပါတယ်ငြိမ်းချမ်းစွာဖြင့်စိတ်ကိုပြင်ဆင်ချိန်တွင် အကောင်းအဆိုးခွဲခြားရန်ခတ်သောဒွန်တွဲစိတ်များမိခိုလိုစိတ်များ စိတ်ကိုအနှောက်ယှက်ပေးနိုင်သည့်အရာများအားလုံးပျောက်ွယ်နေရန်လိုအပ်ပါတယ်။ထိုအချိန်လေးတစ်ချိန်တွင်အားလုံးနှင့်အဆက်အသွယ်ပြတ်တောက်ကာလွတ်လပ်ခြင်းအရာသာကို မိန်ရှက်စွာခံစားနေခြင်းလည်းဖြစ်ရန်လိုအပ်ပါတယ်။လွမြောက်သွားလျှင်ပျော်ရွှင်ခြင်းတစ်ခုခုကိုခံစားရသလိုဖြစ်သွားပါလိမ့်မယ်။စိတ်ကိုငြိမ်းချမ်းအောင်စောင့်တည်ရရင်ပတ်ဝန်းကျင်ကိုပါငြိမ်းချမ်းရှင်းလင်းနေရန်လိုအပ်သည်ဆိုတော့လေရင်းကျက်လာချိန်တွင် ဘတ်ကားပေါ်၌လည်းစောက်တည်၍ရလာနိုင်ပါတယ်။လူကြားထဲတွင်လည်းအလုံးကိုဖြတ်တောက်ထုတ်ပစ်လာနိုင်ပါတယ်။ထို့အဆင့်ကိုရောက်ရင်မိမိတမာတိအားကိုတဖြည်းဖြည်းမြင့်တင်လာရန်လိုအပ်ပါတယ်။စိတ်ကိုတည်ငြိမ်အောင် ပြုပြင်ထိမ့်သိမ်းနိုင်သူသည်တွေ့ဝေထိုင်းပိုင်းခြင်းဝေခွဲမရဖြစ်နိုင်ခြင်းတို့လည်းကင်းလာပါတယ်။နေ့စဉ်ဘဝထဲတွင်မျက်လုံးကိုဖွင့်ထားတော်လဲပိတ်ထားတဲ့ကဲ့သို့မျက်လုံးကိုပိတ်ထားတော်လဲဖွင့်ထားတဲ့ကဲ့သို့ နေထိုင်တတ်လာပါတယ်။စိတ်ကိုတည်ငြိမ်အောင်ကြင့်ကြံခြင်းသည်တစ်ခုခုစီတို့ရောက်စေရန်ဖြစ်ပါတယ်။ပန်းတိုင်ရှိပါတယ်။မလိုသည်တို့ကိုပိတ်ထားလိုက်မယ်။လိုသည်တို့ကိုဖွင့်ယူလိုက်မယ်။မရောက်ရောက်အောင်သွားမည်ဆိုတဲ့စိတ်စေတနာထက်သန်မှုတို့ဖြင့်စ조사ကြင့်ကြံလေးအောင်မြင်လေးဖြစ်ပါတယ်။လှုပ်ဆောင်ခြင်းဖြင့်ပန်းတိုင်တစ်ခုခုကိုရောက်စေနိုင်သလို ဘာမှမလုံဆောင်ဘာမှမတွေ့ပဲငိမ့်ငိမ့်လေးထိုင်နေသည့်အချိန်လေးတစ်ချိန်လဲရှိနိုင်ပါတယ်လူကထိုင်နေတော့လဲစိတ်ကအလုံးလောက်ကောင်းလုံနေနိုင်ပါတယ်ငိမ့်ချမ်းအောင်ကျင့်လို့သူတဦးအနေဖြင့် စိတ်ကိုလို့တလို့ထိမ့်ချုံနိုင်ရေးကအရေးကြီးပါတယ်စိတ်ကိုစိတ်ဖြင့်ကုစားနိုင်ပါတယ်စိတ်ကိုတိဆောက်ပြီးစိတ်ကိုဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ပါတယ်လူဆိုဒီကစိတ်ကိုအမြဲတမ်းတည်ငြိမ်အောင် ထိုင်လုံနေနိုင်မည်မဟုတ်ပါ မလုံနိုင်သူများအတွက်မျက်စိတမိတ်စာ ကာလငယ်ကလေးအတွင်လဲငြိမ်းချမ်းခြင်းကိုရရှိနိုင်စေရန်ကြိုးစားသင်ပါတယ်ဗုဒ္ဓဘာသာဝင်များအတွက်တဲအင်းကူဆရာတော်ဘုရားကြီးဤအာနာပါနအာထုံဤကိုဥပမာပေးလိုပါတယ်တဲအင်းကူဤဖြင့်အာနာပါနအာထုံဤယောဂီသည်ရှေးဥစွာဘုရားရှိခိုးကြတော်ရမယ် နိဗ္ဗာန်ကိုရည်မှန်းပြီးမိမိခန္ဓာ၅ပါး၊ရုပ်နာနှစ်ပါးကိုဖျားရှင်အားလှူဒန်းပူဇော်ရပါမယ်။မဉ္ဉံဖုန်ဉံနိဗ္ဗာန်ကိုလှင်မြန်စွာရရပါလိုဤဟုဆုတောင်းရပါမယ်။ထို့နောက်မိမိဤခန္ဓာ၅ပါး၊ရုပ်နာနှစ်ပါးကို တရားအားထုတ်စေအချိန်၌တဲအင်းကိုဆရာတော်အားလှူဒန်းထားရပါမယ်။ထို့နောက်ဝိနည်းရတ္တဝါတို့အားမြတ်တာပို့အမျှဝေရပါမယ်။ တရားထိုင်ရာတွင်မိမိကြိုက်နှစ်သက်သလိုထိုင်နိုင်ပါတယ်။ကြောရိုးကိုကိုယ်မထားပါနဲ့ဆန့်ထားပါ။ခန္ဓာကိုယ်ကိုတင်းမထားပါနဲ့တသက်တသားလေးထားပါ။ခေါင်းကိုငုံမထားပါနဲ့နှကိုအနေထားတိုင်းထားပါ။မျက်စိကိုအသာမှိတ်ထားပါ။အလင်းရောင်ရှိသောနေရာ၌ထိုင်ပါကခေါင်းမော်တွင်အဝတ်စလေးကိုတင်၍အဝတ်နှင့်မျက်စိကို ဖုံးအုပ်ထားပါ။တရားထိုင်သောနေရာ၌ လေကောင်းလေတန့်ဝင်နိုင်ရန် ပတင်းပေါက်များကို ဖွင့်ထားပါအဝိအခင်းထူထူပေါ်ထိုင်လျင်အနာအကျင်အကိုက်ခဲတတ်တာနိုင်ပါရဲ့အာနာပါနအာမထုံမီကာလ၌ကိုစိတ်သည်ငြိမ်းအေးမှုမရှိဘဲကြမ်းတမ်းပူပန်နေတတ်ပါရဲ့ထိုအခါထွက်သက်ဝင်သက်လေသည်လည်းငြိမ်သက်ခြင်းတိမ်မွေ့ခြင်းမရှိဘဲကြမ်းတမ်းနေတတ်ပါရဲ့တခါတရံတွင်နှာခေါင်းဖြင့်ရှူရှား၍အာမရသည့်အတွက် ပါဇက်ဖြင့်ရှူရှိုက်ရသည့်အထိပင်ပြတ်တက်ပါရယ်အာနာပါနကမ္မထံကို ရှုမှတ်ပွားများဖန်များလာသည့်အခါတွင် ကိုစိတ်တို့ငြိမ်သက်အေးချမ်းလာပြီးထွက်သက်ဝင်သက်လေတို့သည်လည်းအစင်စင်တဖြည်းဖြည်းတိမ်မွေးလာကြပါရယ်နောက်ဆုံးတွင်ငါမှထွက်သက်ဝင်သက်မှရှိသေးရဲ့လားဟုစူဇန်ဆင်ခြင်ရသည့်အထိဖြစ်သွားတတ်သည်ဟု ဆိုပါရယ်ဇင်ဗုဒ္ဓဘာသာဖုံးတော်ကြီးဒီရှိမာရုကလည်း တရားထိုက်ခြင်းဖြင့်မိမိအတွေးများကိုတိမ်များလိုလွင့်မျောသွားအောင်လုပ်နိုင်ချောင်းဆိုပါတယ်။သူကမိမိထံလာရောက်သူများကိုသဘာဝအတိုင်းနေထိုင်ရန်တွန်တင်လေးရှိပါတယ်။သဘာဝအတိုင်းအနည်းဆက်ဆုံးနေထိုင်ကြင့်ကြံခြင်းကသွေးလည်ပတ်မှုကို ကောင်းစေနိုင်တယ်လို့မှတ်ဉာဏ်ကိုလည်းကောင်းစေနိုင်ပါတယ်။တရားကိုစူးစမ်းကြင်နိုင်သူငြိမ်ချမ်းသောစိတ်ကိုတည်ဆောက်နိုင်သူဤစိတ်แท้တွင်ဘာမှမရှိသည့် ဟာလာဟင်းလင်းဖြစ်သွားနိုင်သော အနေအထားတစ်ခုစီတို့လည်းရောက်သွားနိုင်ပါတယ်။ကိုနှင်းစိတ်လွတ်သွားပြီး ဝေဒနာတို့မခံစားရတော့သည့်အနေအထားကိုလည်းရောက်သွားနိုင်ပါတယ်။ပူခြင်းအေးခြင်းစသည့်ပဝန်းကျင်၏လွှမ်းမိုးမှုတို့ကလည်းကင်းလွတ်သွားနိုင်ပါတယ်။ရေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလို့ဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာနိုင်ပျော်စားဆက်ရာတတဝါဟုသမ ्या တို့သည် အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။